မင်္ဂလာပါရှင်ဒေါ်လာနေ့လဲခင်ပါလို့ပြည်သူအပေါင်းကိုနှုတ်ခွန်းဆက်တာလိုက်ရပါတယ်2025ခုနှစ်ဇွန်လ23ရက်နေ့ရဲ့နေ့လဲခင်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျွန်မကတော့စူစီပါဒီကနေ့နေ့လဲခင်မှာထူးထူးခြားခြားမြင်တွေ့ရတဲ့သတင်းတွေအထက်ကပထမဆုံးသတင်းတစ်ပုဒ်ကတော့ဒေါ်လာရေးတက်တွေရဲ့စိုးမိုးနေမြေမှာမလေးရှားနိုင်ငံထက်တောင်ကြီးမားနေပြီးတော့အသွင်ကူးပြောင်းရေးအစိုးရတရက်လိုအပ်နေမှုကို EAOR ကသဘောတူညီလက်ခံထားတယ်လို့ UNG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောလိုက်ပါတယ် အီရန်ကိုနိုင်ငံအများအပြားကနျူကလ িয়ার လက်နက်တွေထောက်ပံ့မှုအသင့်ရှိနေတယ်လို့ရုရှားသမ္မတဟောင်းပြောဆိုလိုက်ပါတယ်။မတရားမျိုးနယ်မှာရှိတဲ့ပါချုပ်ဆရာတော်ကြီးဆောက်လုပ်လူဒဏ်ထားတဲ့ဆေးရုံကိုစစ်ရှုံးကောင်စီတပ်ကဘုံကျဲလို့မိဖွားခါနီကိုဝင်တဲ့တူတေဆုံးပြီး12ဦးထိခိုက်ဒဏ်ရာရသွားပါတယ်ရှင်။လာရှိုးမြို့မှာစစ်ရှုံးကောင်စီတပ်အင်အားထောင်ကနန်းနီးပါးထပ်မံဖြည့်တင်းထားတယ်လို့သိရပါတယ်။စစ်တပ်အရာရှိတွေတေဆုံးခဲ့တဲ့မင်းလာဘက်မှာတော့စစ်ရှုံးကောင်စီကအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။မေလာမြို့နယ်တဲကဘူတထောင်ကျေးရွာကိုစစ်ရုံးကောင်စီတပ်ကမီးတင်ရှို့နေကြပါတယ်။ဒီသတင်းတွေနဲ့အတူဒီကနေ့နေ့လည်းခင်ရဲ့နောက်ဆုံးရရှိထားတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါရှင်။ပထမဆုံးနားဆင်ကြားမယ့်သတင်းကတော့မြန်မာနိုင်ငံမှာတော်လန်ရေးတပ်တွေရဲ့စိုးမိုးနေပြီမှာမလေးရှားနိုင်ငံထတ်တောင်ကြီးမားနေပြီးအသွင်ကူပြောင်းရေးအစိုးရတရက်လိုအပ်နေတယ်လို့တိုင်းရင်းသားတော်လန်ရေးတပ်ဖွဲ့ရဲ့ EAO တွေက အခြေခံအားဖြင့် သဘောတူညီလက်ခံထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြောလိုက်ပါတယ်။ The Burma Guardian ကဝါရီသတင်းထောက်ဦးခင်မောင်ဆိုးနဲ့တွေ့ဆုံမေးမြန်းခန်းမှာအမျိုးသားညီညွတ်ရေးအစိုးရပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးကအခုလိုပြောလိုက်တာပါ။အခုကျွန်တော်တို့တွေစိုးမိုးနေတဲ့နေမြေကမလေးရှားနိုင်ငံလောက်တော့မကတော့ဘူး၊ကျယ်နေပြီ။အဲ့ဒီ feeling တကယ်ကိုမြေပြင်စိုးမိုးနေတာအခုကျွန်တော်ဖြတ်သွားလိုက်ရင်လေကွင်းတွေ စိုက်ပျိုးခင်းတွေမစိုက်တဲ့မပျိုးတဲ့လေခွေးမှမရှိတာမစိုက်တဲ့မပျိုးတဲ့နေရာဒေသမှမရှိတာနောက်မွေးမြူရေးတွေလုပ်ငန်းတွေလည်းလုပ်နေတာပုံမှန်လည်းပတ်နေတဲ့စုမိုးဒေသတခုရှိနေတယ်လေကြောင်းရံမှာအပပေါ့ရှိနေတယ်ဆိုတဲ့ခံစားချက်မျိုးရတယ်ဒီမြေဒီရေဒေသတွေကိုငါတို့တွေပိုင်ဆိုးနေပါလားငါတို့တွေသွားနိုင်လာနိုင်လုံနိုင်ကင်နိုင်ပါလားဆိုရဲအတိနဲ့ feeling ခံစားချက်ကမြေပြင်ရောက်တဲ့အချိန်မှာရပါတယ်လို့ဒေါက်တာဇော်ဝေဆိုးကရှင်းပြပါတယ် လေးရှားနိုင်ငံဟာ area student မိုင်ပါ33924ကျယ်ဝန်းပြီးမြန်မာနိုင်ငံမှာ area student မိုင်ပါ26228ရှိရာကြောင့်မလေးရှားနိုင်ငံဟာမြန်မာနိုင်ငံထက်နှစ်ဆသေးငယ်တယ်လို့နိုင်ငံတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်ကျွန်တော် informal အဖွဲ့အစည်းတွေနဲ့တွေ့ဆုံသလား informal ကျွန်တော်နားလေသလားတော့အဖွဲ့အစည်းတွေအားလုံးကတကယ်ကိုအသွင်ကူးပြောင်းရေးကာလ အသွင်ကူးပြောင်းရေးအစိုးရတစ်ခုလိုအပ်တယ်ဆိုတာအားလုံးသဘောတူပါတယ်။ဒါပေမဲ့အဲ့ဒီလိုဖြစ်ဖို့အတွက်တော့စစ်ရေးနိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့လိုတယ်။နောက်တစ်ဆင့်တက်ဖို့အတွက်ကျွန်တော်တို့ကအဲ့ဒါကိုစူးစမ်းရမယ်။ဒါကြောင့်စစ်ရေးနိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့အတွက်အားလုံးဝိုင်းပြီးတော့စူးစမ်းဖို့လိုတယ်။အားလုံးရဲ့သဘောကတော့ Federal Democracy နိုင်ငံမဖြစ်ခင်မှာ Transitional Government နဲ့ Transitional Arrangement လိုတယ်ဆိုတာကိုအားလုံးကသဘောတူပါတယ်။မလေးရှားနိုင်ငံလောက်မကတဲ့နယ်မြေစိုးမိုးမှုရှိနေပြီ။ 2021တုန်းကဘာနဲ့မြေမှမဆိုးမှု2025မှာသက်ဆိုင်ရာ Federal Data Alike ရခိုင်ဆိုရင်လည်းရခိုင်မှာတင်ထားတာအများကြီးပဲအလားတူပဲချင်းကချင်းရှမ်းမြကီအနီဆိုရင်ကီရင်ပေါ့အထက်ထဲမှာလည်းပြည်မဒေတာတွေလည်းအများကြီးပဲအဲ့ဒီအပေါ်မှာအခြေခံပြီးတော့အသွင်ကူးပြောင်းရေးကာလအစိုးရတခုလိုရယ်ဆိုတာအလုံးသဘောပေါက်ပါတယ်သဘောလည်းတူတယ်ဘလို့သွားမလဲဆိုတာတော့နီလအမျိုးမျိုးရှိမှာပေါ့ အလုံးရဲ့ရည်ရွယ်ချက်ကတော့အသွင်ကူးပြောင်းရေးအစိုးရလိုရင်းဆိုတာအလုံးသဘောတူပါလေလို့သူကဆက်လက်ပြောဆိုပါတယ်။ဆီယနာရှင်ကိုချိန်မုံပြီးအသွင်ကူးပြောင်းအစိုးရတည့်ရပေါ်ပေါက်လာစေဖို့မြန်မာပြည်သူတွေအပါအဝင်တော်လှန်ရေးအင်အားစုတွေအလုံးစည်ရင်းနဲ့နိုင်ငံရေးနောက်တစ်ဆင့်တက်နိုင်ဖို့အတွက်ဝိုင်းဝန်းတွန်းအားပေးကြိုးစားကြဖို့လိုအပ်တယ်လို့အန်ယူဂျီဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြောဆိုပါတယ်ရှင်။ နောက်ထပ်နားဆင်ကြရမယ့်သတင်းကတော့ Iran Nuclear Scan နေရာ3ခုကို American ကတိုက်ခိုက်ခဲ့ပြီးတဲ့နောက်နိုင်ငံအများပြားက Iran ကို Nuclear ထိပ်ဖူးတွေ၆ပတ်မှုအသင့်ဖြစ်နေကြောင်း Russia သမ္မတဟောင်း Dmitry Medvedev ကပြောပါရယ် Nuclear ပစ္စည်းတန့်စင်မှုနဲ့ခုချိန်မှာကျွန်တော်တို့ဒါကိုပပွင့်ရှိရှိပြောနိုင်တယ်ရှစ်ကာလနျူကလ িয়ার လက်နက်တွေထုတ်လုပ်မှုကဆက်ရှိပါလိမ့်မယ်လို့လက်ရှိရုရှားလုံခြုံရေးကောင်စီဂျိုကထမဗီဒက်ဖ်ကဇွန်လ22ရက်နေ့ X Media Post တစ်ခုမှာ ပြောပြထားတာပါ။ နိုင်ငံတော်တော်များများကအီရန်ကိုသူတို့ရဲ့ကိုပိုင်နျူကလ িয়ার ထိပ်ဖူးတွေဓာတ်ရိုက်ထောက်ပံ့မှုအသင့်ရှိနေကြတယ်လို့မဗီဒက်ကပြောပါတယ်။ဘယ်နိုင်ငံတွေကပြိပခါတဲ့ဝင်ပါနိုင်ပြီးအီရန်ကိုအထောက်အပံ့ပေးနိုင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးမဗီဒက်ကအတိအကျအသေးစိတ်ပြောဆိုခြင်းတော့မရှိသေးပါဘူး။ဒါပေမဲ့ရုရှားဟာတမိုင်းကြောင်းအရအီရန်ရဲ့နျူကလ িয়ার ပရိုဂရမ်ကိုထောက်ခံထားခဲ့ရပါရုရှားသမ္မတဗလာဒီမာပူတင်ဟာအီရန်နဲ့အစ္စရေးအကြားငြိမ်းချမ်းမှုဆွေးနွေးမှုတို့ ပြည်လည်မှုရအောင်ကူညီလှုံ့ဆော်ပေးမယ်လို့လည်းကန့်လန့်ထားပါတယ်။ဒါပြင်အမေရိကန်နဲ့အီရန်ကြားနျူကလ িয়ার သဘောတူညီချက်တရရရှိဖို့ဂျားဝင်ကူညီညှိနှိုင်းမယ်လို့မော်စကိုကလည်းကန့်လန့်ထားပါသေးတယ်။မော်စကိုဟာ2015အီရန်သဘောတူညီချက်မှာလည်းပါဝင်ခဲ့ပါတယ်။အဲ့ဒီသဘောတူညီချက်အရအီရန်ရဲ့နျူကလ িয়ার ပရိုဂရမ်ပေါ်ကန့်သက်ထားမှုတွေအတွက်အပြန်အလှန်အားဖြင့်အီရန်အပေါ်တံခတ်ပိတ်ဆို့မှုတွေကိုလည်းရုပ်သိမ်းပေးခဲ့ပါတယ်။ဒါပေမဲ့2018ခုနှစ်မှာထရန့်က သူ့ရဲ့ပထမသမရတတ်တန်အတွင်းအဲ့ဒီသဘောတူညီချက်ကလည်းနှုတ်ထွက်ခဲ့ပါတယ်ပြီးခဲ့တဲ့ဇွန်လ21ရက်နေ့ကအီရန်ရဲ့အဓိကနျူကလ িয়ার စခန်းနေရာတွေဖြစ်တဲ့ Fordo, Natanz နဲ့ Isfahan တို့ကိုအမေရိကန်ကတိုက်ခိုက်မှုကိုလှုံ့ဆော်ခဲ့ပြီးတဲ့နောက်အခုရုရှားသမရဟောင်း Mavi Dev ရဲ့ Matches ကားကိုထွက်ပေါ်လာခြင်းပဲဖြစ်ပါတယ်ရှင်နောက်ထပ်နားဆင်ကြအောင်မယ့်သတင်းကတော့မန္တလေးတိုင်းမတရားမြို့နယ်မတရားနဲ့စင်ကူးမြို့နယ်အဆက်ကပါချုပ်စရာတော်ကြီး ဆောက်လုပ်လူတန်းထားတဲ့မြစ်တာဌာနရက်ကန်းစဉ်ဈေးရုံကိုစစ်ရှုံးကောင်စီတပ်ကလေချောင်းကနေပုံကျဲလို့မီးဖွားခံပြီးကိုဝင်တဲ့တဦးတေဆုံးပြီးတော့အရက်သား12ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။မနေ့ကဇွန်လ22ရက်နေ့ည7:00နာရီခွဲဝန်းကျင်မှာ Jet Fighter နဲ့ပေါင်300ဘုံနှစ်ကြိမ်တဲချတိုက်ခိုက်ခဲ့ရကြောင်းမတရားမျိုးနဲ့ဆယ်တော်လမ်းခွဲကြေးရွာကနေဈေးရုံကိုမီးဖွားမှုလာတဲ့အသက်30ဝန်းကျင်အရွယ် ကိုဝင်တဲ့မျိုးသမီးတင်ဆုံသွားတယ်လို့သိရပါဗျ။စကားစကားပြည်သူတွေကိုကာကွယ်ဆောက်ရှောက်တယ်ပြည်သူတွေကိုကြည့်တယ်လို့နိုင်ငံတကာမှာပြသနေပေမဲ့တကယ်တမ်းတော့ကျွန်တော်တို့ပြည်သူတွေကလေချောင်းတိုက်ခိုက်တာတွေစကားစရဲ့လက်နက်ကြီးတန်းတွေစကားစရဲ့ညင်းလန်းနှိမ့်ဆက်မှုမျိုးတွေကိုခံနေရတယ်။အခုလေလေချောင်းလုံးဝတိုက်ခိုက်ဖို့မသင့်တော်တဲ့နေရာတွေကိုတိုက်ခိုက်တယ်။ဥပမာဆေးရုံစာတင်ချောင်းဆစ်ရှောင်းစကန်ဘုံကြီးချောင်းအဲ့လိုနေရာတွေကလေချောင်းတိုက်ခိုက်တဲ့နေရာတွေမဟုတ်ဘူး။ဒါပေမဲ့လေချောင်းတိုက်ခိုက်တယ် အဲ့ဒီလိုအနေအထားတွေကိုကြည့်ခြင်းအပြင်စကားဆရဲ့ရက်ဆက်ရုံမှမှုကိုကျွန်တော်တို့တွေမြင်တွေ့နိုင်တယ်ပြည်သူတွေလည်းစကားဆရဲ့အယုံသွင်းနေတဲ့အရာတွေကိုလုံးဝလက်သင့်မခံကြဘူးစကားဆနဲ့ဝေးရကိုနေကြဖို့ပဲကျွန်တော်ပြောချင်တယ်လို့ပြည်ဦးလီခိုင်ပကဖရဲ့သတင်းတာဝန်ခံကပြောပါရတယ်။ဒါပြင်ဘုံကျဲမှုကြောင့်စေယုံမှာကုသမှုခံယူနေတဲ့ အသက်35နှစ်အရွယ်အမျိုးသမီးတဦးပြင်းထန်ဒဏ်ရာနဲ့အရက်သား12ဦးမစိုးရိမ်တရားရခဲ့ပြီးဆေးရုံတားဖွာမိရအဆောင်အပါဝင်အဆောက်အုံသုံးလုံးလဲထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်အလားတူပြီးခဲ့တဲ့ဇွန်လ20ရက်နေ့ညနေ9နာရီဝန်းကျင်မှာစင်ကူးမြို့နယ်လက်ပံလာကျေးပါတစ်တော်ယုံအနီးကိုဆစ်ရှုံးကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ ဘုံနှလုံးတဲချတိုက်ခိုက်ခဲ့လို့အသက်80နီးပါအဖွားကိုတူခြေထောက်မှာဒဏ်ရာရခဲ့တယ်လို့နေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့မြေပြင်အခြေအနေကိုသိရှိသူတူကပြောပါရယ်စစ်ရုံးကောက်စီကြဟာအရက်သားတွေနဲ့သက်ဆိုင်တဲ့ဆေးရုံစာတင်ကြောင့်စစ်ရှောင်းစခန်းနဲ့ဘာသာရေးအဆောက်အအုံတွေကိုဥတီတိုက်ခိုက်နေတာကြောင့်လူထုတွေအနေနဲ့လေကြောင်းရံကိုကာကွယ်နိုင်ဖို့ဘုံခိုကျင်းတွေတူးထားဖို့လည်းပြည်ဦးတွင်ပကဖားကတိုက်တွန်းထားပါရှင် ောက်ထပ်နားဆင်ကြရမယ့်သတင်းကတော့တရုတ်ပြည်အားကြောင့်ကိုကန်တက် MNDA စုခွာပေးခဲ့ရတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့နယ်အတွင်းစစ်ရုံးကောင်စီတပ်ကပေးခဲ့တဲ့ဇွန်လ22ရက်နေ့မှာအင်အားတထောင်နီးပါးထပ်မံဖြစ်တင်းခဲ့တယ်လို့လာရှိုးမြို့ခံတွေကပြောပါတယ်။တင့်ကအပါဝင်စစ်ရုံးကောင်စီရေနံအစည်းရေ90နီးပါးလာရှိုးမြို့ကိုအဲ့ဒီနေ့ကရရှိလာတာဖြစ်ပြီးတော့စစ်ရုံးကောင်စီတပ်သားအင်အားတထောင်နီးပါးပါဝင်နိုင်တယ်လို့မြို့ခံတွေကခန့်မှန်းကြပါတယ်။ အဲ့ဒီရေနံတွေလာရှိုးမြို့ကိုမဝင်ရောက်မီ MNDA တပ်ဖွဲ့တာဝန်ရှိသူတွေနဲ့စစ်ရှုံးကောင်စီတပ်တို့ညှိနှိုင်းခဲ့တယ်လို့ဖြစ်စဉ်အခြေအနေကိုသိရှိတဲ့လာရှိုးမြို့ခံတအုပ်ကလည်းပြောထားပါတယ်။မနက်ပိုင်းမှာ MNDA တပ်နဲ့စစ်တပ်ကောင်းဆောင်တွေမြို့အထက် AD တတားအကျော်ဟိုပိတ်ရွာမှာတွေ့ကြတယ်။ညနေပိုင်းတော့စစ်ကားတွေဝင်လာတာပဲ။ညှိနှိုင်းပြီးမှပဲဝင်လာတဲ့သဘောလို့ပြောလို့ရတယ်လို့ဝင်ရောက်လာတဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေဟာထောက်ပို့တပ်စစ်တွေတပ် တင့်ကားတက်တစိပ်ပါဝစ်စုံတွေကိုဝစ်စင်ထားကြတာကိုတွေ့ရတယ်လို့လဲဆိုပါရယ်အဲ့ဒီရေနန်းတွေဟာအရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့နီးစပ်ရအမြောက်တထောက်ပို့တက်အတွင်းကိုဝင်ရောက်သွားတာကိုတွေ့ရတယ်လို့မြို့ခံတွေကပြောပါရယ်လာမယ့်ဇွန်လကုန်မှာတိန်ဒီမြို့ကိုစစ်ရှုံးကောက်စီတက်ကို MNDA တက်ဖွဲ့ကပြန်လွှဲမယ်လို့သတင်းတွေထွက်နေချိန်အခုလိုစစ်ရှုံးကောက်စီရေနန်းတွေအင်အားအလုံးအကျင်းနဲ့ရောက်လာတဲ့အတွက် စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့လည်းဆိုပါတယ်။ရမခတိုင်းရဲ့စစ်အင်အားဖွဲ့စည်းပုံအတိုင်းအင်အားပြန်ဖြည့်တာလား။ဒါမှမဟုတ်တိုင်းဒီကိုပြန်ပေးမယ်လို့သတင်းထွက်နေတော့အဲ့ဒီအတွက်လားဆိုတာကိုစောင့်ကြည့်ရမယ်လို့လာရှိုးမြို့ခံအမျိုးသားနောက်တူကပြောဆိုပါတယ်။တိန်ဒီမြို့ကံတွေကတော့ဇွန်လ23ရက်နေ့အထိမြို့ပေါ်မှာအပြောင်းအလဲတစုံတရာမရှိပဲ MRDA တပ်ဖွဲ့တွေပုံမှန်အတိုင်းအုပ်ချုပ်နေတယ်လို့ပြောပါရတယ်။လာရှိုမြို့မြောက်ဘက်လေရင်ခွင်အနီးမှာတည်ရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခလက်အောက်မှာ ခြေလင်တာခြေမြန်တာစေးတိုက်ရင်ထောက်ပို့တာဆက်သွယ်ရေးပညာရေးဝင်တင်တာအမြောက်တာတန်ချက်ကတာဆက်လက်နပစ္စည်းရင်တူလောင်ရေးစောက်လုံရေးစတဲ့တိုက်ရင်တွေအခြေစိုက်တယ်လို့သိရပါတယ်ရှင် နောက်ထပ်နားဆင်ကြအောင်မယ့်သတင်းကတော့အကျန်းဖတ်စစ်ရှုံးကောင်စီလက်အောက်ခံတပ်တွေကမင်းလားမြို့နယ်ဘူတထောင်ကျေးရွာကိုမီးတင်ရှို့နေတယ်လို့မင်းလားမြို့နယ်ကပြည်သူတွေနဲ့ဒေသသတင်းရင်းမြစ်တွေကနေပြောဆိုပါရတယ်။ဒီကနေ့ဇွန်လ23ရက်နေ့မနက်9:00နာရီကစတင်ပြီးတော့စစ်ရှုံးကောင်စီတပ်ထဲကပဲခူးတိုင်းအနောက်ခြမ်းတရားဝတီ KI မင်းလားမြို့နယ်ကန့်ကော်ပင်အုပ်စုဘူတထောင်ရွာကိုမီးတင်ရှို့နေတာကြောင့်အဲ့ဒီရွာကပြည်သူတွေထွက်ပြေးတိတ်ရှောင်နေရတယ်လို့သိရပါရတယ်။ တက်ဝဲဖြစ်တာမရှိဘဲနဲ့စစ်ကြောင်းထိုးလာပြီးတော့မီးတင်ရှို့တာပါပြည်သူတွေအများစုကထွက်ပြေးတိတ်ဆောင်ကြပါပဲဖမ်းဆီးတပြက်ခံရသူရှိမရှိလဲမသိရသေးဘူးလို့မင်းလာမြို့နယ်ကသတင်းရင်းမြစ်တအုပ်ကပြောပါရယ်မနေ့ကဇွန်လ22ရက်နေ့ကလည်းစစ်တပ်ကဥရိုကညင်ပင်ရွာအုပ်စုဥရိုကျွဲလန်းစုရွာက နေအိမ်တစ်လုံးနဲ့ညနေပိုင်းမှာရွေးကုန်းကြွားထိတ်မှာရှိတဲ့တယောကုန်းကျိုးတရာအနီးကနေအိမ်နှလုံးကိုမိရှို့ဖျက်ဆီးခဲ့ကြပါရယ်အရင်ရက်တွေကလေးကစစ်တောင်းထိုးမဲ့တည်ကြလို့ ဂန်ကော်ပင်အုပ်စုမှာရှိတဲ့ရွာတွေအားလုံးအိမ်ဆောင်လူလောက်ပဲထားပြီးနီးစရာရွာတွေနဲ့မင်းလားမျိုးပေါ်တိတ်ဆောင်နေရတာပါဒီနေ့မနက်မှာဘုဒ္ဓထောင်ရွာကိုစစ်တပ်ကမီးဝင်ရှို့လို့ရွာမှာကြံနေတဲ့အိမ်ဆောင်တွေလည်းဘေးလွတ်ရာပြေးကြရတယ်လို့ဒေသခံပြည်သူတို့ကပြောပါရယ်ဇွန်လ16ရက်နေ့ညနေ4နာရီအချိန်မှာမင်းလားမျိုးနယ်အုတ်တွင်းရွာအနီးမှာရှိတဲ့အကြမ်းဖက်ဆစ်ရှုံးကော်စီတပ်ရဲ့စစ်ကွင်းတာဆောင်စစ်စီရေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်ဆစ်ရှုံးကော်စီတပ်ဘက်က ပယော်ရီခိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းအုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဗိုလ်မှူးဖြိုးမင်းဦးပယော်ရီခိုင်ခိုင်ဒုတိယရဲမှူးကြီးစိုးခိုင်တို့ မင်းလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဲ့ပုံမူရန်နိုင်အောင်အပါအဝင်စစ်တပ်ဘက်ကနေ20ဦးထပ်မင်းတေဆုံးခဲ့ပါတယ်။အဲ့ဒီလိုစစ်တပ်ကနေအရာရှိတွေအပါအဝင်တေဆုံးထိခိုက်တာများပြားတာကြောင့်စစ်ရှုံးကောင်စီကဇွန်လ19ရက်နေ့ကစတင်ပြီးမင်းလာမြို့နယ်အတွင်းကိုစစ်အင်အားအလုံးအီးနဲ့စစ်ကြောင်းထိုးလာပြီးတော့ကြေးရွာတွေကိုမီးတင်ရှို့မှုတွေဇက်တိုက်လှုပ်ဆောင်လာတာဖြစ်တယ်လို့သိရပါတယ်ရှင်။ ဒီကနေ့နေ့လည်းခရင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောင်မှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ရပါတယ်ရှင် ကုန်ခြင်းနဲ့အနာဂတ်ဖြစ်သည်စီစိတ်သက်သာတူမီကျိုးစားပြန်ကြော်မီ Verity တော်စုအတွက်အသက်သွေးပေးစမည်ကောင်းဤကိုစီချဲ့ရွက်ချမည်စာရာကူညီပေးမှကောင်းရလဲတွင်ကြီးရဲ့ရင်တွေတော့ပြီပြီတတိသစ္စာကြီးရန်သူအာနာယူမြခြေမုံမြခင်ပြီး 用心地把它听，记住它未来好心地，来未来嘞，来开那样你，那都阿哥，那都也有心。估计那他背着的也靠帮楼梯，他买句白色皮夹，个地皮的沙地，记住路路帮你，三家皮呀你。 나에게 너무 두세자니 Thank you. 心的酸啊苦你就在天着你飞来你让树啊快啊带对别生你到我故事天越着你萨拉苦你陪马逃了来对你夜夜对到比比在地的萨尼前途啊那有呀谁梦有天你年纪年来衰天地你 游击的八路军。 te llego bono di a mai che pensa te già che ti più te sa ti di lu bono di san da che ya ni mai che no go tu se già ni hey